ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အသီးလိမ္မာဉာဏ်ပညာစီစဉ်ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီစီစဉ်မှာဆိုရင်တော့ပရိသတ်တွေအတွက်အသီးလိမ္မာဉာဏ်ပညာတွေတိုးပါစေဖို့အတွက်စီစဉ်တင်ဆက်ပေးနေရပဲဖြစ်ပါတယ်ဒီတစ်ပတ်မှာတော့ရွှေတကုံစီတော့နိကေငါရဲ့ဝင်ဓမ္မတာကိစ္စအဖွဲ့ချုပ်မှအတွင်ရေမှုဖြစ်သူဆရာဦးစန်းလင်းစေမြောင်းနဲ့တွေ့ဆုံပြီးတော့မင်းမြန်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဆရာမင်္ဂလာပါရှင်မင်္ဂလာပါဗျာဟုတ်ကဲ့ပါဆရာအာဒီနေ့သမီးတို့အစီအစဉ်မှာပေါ့နော်ဘယ်လိုမျိုးအကြောင်းအရာလေးတွေဆွေးနွေးတင်ဆက်ပေးသွားအောင်လဲဆိုတာသိစမှာရှင် အသီးလိမ္မာညာပညာစီစဉ်မှာကျွန်တော်တို့ပြီးခဲ့တဲ့ဘက်ကပြစသီလဓမ္မဒေသနာပေါ့နော်အဲ့ဒါညီကုန်းချုပ်တာပြီးသွားတာပေါ့ဒီတော့ခေါင်းစဉ်စစ်နဲ့ဒီဘက်မှာဆွေးနွေးဖို့စဉ်းစားထားတယ်ပေါ့အဲ့တော့ခေါင်းစဉ်စစ်ကဘာလဲဆိုတော့အစိဉ္ဇရတရား၄ပါးလို့ဆိုတာနော်အစိဉ္ဇအစိဉ္ဇရတရား၄ပါးကိုကျွန်တော်တို့ဟိုအမတန်ကျေပြန့်ပါတယ်ဒီတော့တပတ်ကိုတပတ်နှုံးလောက်နဲ့ကျွန်တော်ချင်းကျပြီးတော့နော်ဒါလေးဆွေးနွေးပါမယ်အဲ့တော့အစိဉ္ဇရတရား၄ပါးမှာပထမဦးဆုံးကဒီမှာဘာသာပြန်ဆိုချက်ပေါ့ဗျာအစိဉ္ဇရဆိုတာဘာလဲပေါ့နော်သူက အစင်ဒီယာနီနစင်ဒီတပ်ပါနီလို့သူတို့ဒိဗ္ဗဖွင့်အောင်အဲ့တော့ဒိဗ္ဗဖွင့်တဲ့အခါမှာသူ၃မျိုးရှိတယ်ဗျာနံပါတ်၁ကယူရသောအ нэт ပေါ့နော်နံပါတ်၂ကမယူရသောအ нэт ပေါ့စာနဲ့ပြောရင်တော့နစ်စင်ရသောအ нэт ပေါ့နံပါတ်၃ကခွင့်ပြုရသောအ нэт လို့၃ခုရှိတယ်အဲ့တော့နံပါတ်၁ယူရသောအ нэт နဲ့ပြောရင်သူကဟိုအထူးသိခြင်းကမစွမ်းနိုင်သောတရားလို့ဒီလိုဒိဗ္ဗရတယ်ဒါယူရသောအ нэт ပေါ့နော်နောက်ဒုတိယမယူအပ်သောအနက်ကပါလဲလို့ဆိုတော့မကြံစီတဲ့မကြံစီထိုက်သောတရားပေါ့နော်အ စိန်တရားတရားဆိုရင်ဒါမကြံစည်သင့်ဘူးမကြံစည်ထိုက်ဘူးဆိုအများသောအဖြစ်အဲ့လိုမျိုးပြန်တာရှိဒါကတော့မယူအပ်တဲ့အ нэт ပေါ့နောက်သုံးခုကနောက်နံပါတ်3ကသူကခွင့်ပြုရသောအ нэт လို့ခေါ်တယ်အနုညာတတ်ထလို့ခေါ်တော့ပထမကဂေယတ္တပတ္တဒုတိယကနိဝတိတ္တပတ္တတတိယကအနုညာတတ်ထပေါ့ခွင့်ပြုရသောအ нэт ကြတော့သူကပထမအ нэт ကိုပြန်ကောက်ပထမအ нэт ကဘာဘာကိုပြောထားလဲယူရသောအ нэт မှာကဟိုအထူးသိခြင်းကမစွမ်းနိုင်သောတရားဒါပြင်ခွင့်ပြုရသောအ нэт ကဘာလဲဆိုရင်အထူးမသိဘူးဆိုရင် ရိုးရိုးသိခြင်းကဟောဆွားနိုင်မှာပေါ့တာမန်သိခြင်းတော့ဆွားနိုင်မယ်ဆိုတော့ဒီလိုအတိတ်ပဲမျိုးကြတော့ခွင့်ပြုအပ်တယ်နော်အဲ့အဲ့ဒါလေးသိဖို့ပေါ့နော်အဲ့တော့အဲ့ဒီကနေဆက်ရင်ကျွန်တော်တို့ကခုနပြောပြီးပြီအထူးသိခြင်းကမဆွားနိုင်သောတရားစေတရားတရား၄ပါးရှိတယ်အဲ့တော့ဒုတိယအချက်အနေနဲ့မယူအပ်သောအ낵ကမကြံစီထိုက်သောတရားဟောလာမကြံစီတင့်သောတရားလို့ဘာလို့အဲ့ဒါကိုမယူအပ်တယ်လဲလို့ဆိုတော့သူမှက complaint တွေရှိတယ်ဘာလို့လဲဆိုတော့လူတွေကဒီလိုလေးအတိတ်ပဲပြန်လိုက်ရင်ဘာခေါ်မလဲဟိုတဘာဝကိုပြစ်ပယ်ပြီးတော့ပေါ့နော်ထားပါတော့ မြတ်စွာဘုရားရှင်ရဲ့မြတ်စွာဘုရားရှင်ကလူတွေရဲ့တိုးတက်မှုကိုပိတ်ပင်နဲ့တားဆီးတယ်။ဘာလို့လဲမကြံစည်သင့်ဘူးမကြံစည်ထိုက်ဘူးဆိုတဲ့တရားတွေဟောတဲ့အတွက်လူတွေနဲ့အလံဝေးกว่าပြီးတော့ပေါ့နော်။နောက်တစ်ခုကဒီတိုးတက်နေတဲ့ခေတ်ကိုဟန့်တားတယ်ပေါ့။နောက်အစိုးဆုံးကတတိယအချက်ကဗုဒ္ဓဘာသာမှာဖုံးကွယ်ထားတဲ့တရားတွေရှိနေသေးသလားပေါ့။နော်မကြံစည်သင့်ဘူးမကြံစည်ထိုက်ဘူးဆိုပြီးတော့ပြောထားတယ်ဆိုတော့ဟိုပွင့်လင်းမှုမရှိဘူးပေါ့နော်။ဖုံးကွယ်ထားတဲ့တရားရှိသလားပေါ့။အဲအဲ့ဒါတွေကြောင့်ဒုတိယအချက်အနေနဲ့နိဝတိတပ္ပတနစ္စယသောနဲ့ မယူရတော့အနဲ့မှာအဲ့ဒါကိုပြောထားတာပေါ့နော်မကြံစီတဲ့မကြံစီခြိုက်ကြအောင်ပြုလုပ်အောင်အဲအဲ့တော့ခုနကတဘာဝကိုဆန့်ကျင်ပြီးတော့ဖြစ်တယ်လို့ဆိုတာဒီလိုဗျဗုဒ္ဓဘာသာမှာသူကဖုံးကွယ်ထားတဲ့ဟာမကြံစီတဲ့အရာမရှိဘူးဖုံးကွယ်ထားတဲ့ဟာတဘာဝအဖြစ်ပြောရင်ဒါကဆက်ဆက်ဆက်လို့ပြန်ကောက်ပြောပြတာပါဟိုကပေါ့ဖုံးကွယ်ထားမှတင့်တယ်တဲ့အရာ၃ပါးရှိတယ်ဗျာ ဖွင့်နာမှာတင့်တယ်တဲ့အရာသုံးပါရှိတယ်ဒါဒါဒါသဘာဝစီစဉ်မှုကိုပြောပြတာအဲ့တော့ဖုံးကွယ်ထားမှာတင့်တယ်တဲ့အရာသုံးခုကအတူပဲပြောပါမယ်မိစ္ဆာဒိဋ္ဌိရယ်မာတုကာမရယ်ယမနာတို့ရယ်မန္တန်ရယ်ဒီသုံးခုကဖုံးနာမှာတင့်တယ်မိစ္ဆာဒိဋ္ဌိအယူဝါဒကသူကဖွင့်ပြလို့မရဘူးဖွင့်ရင်စီးလို့ပဲပြုတ်ဝထားရတယ်ဖုံးကွယ်ထားရတယ်ဘာကြောင့်လဲဆိုတော့ तू ကအာနေချက်ရှိတယ်တကယ်လို့သူ့ကိုဖွင့်ပြလိုက်မယ်ဖွင့်ရင်ဖွင့်ပြလိုက်မယ်ဆိုရင်အကြောင်းကျိုးမငြင်းညွတ်ဘူးနှစ်သက်စရာမရှိဘူးကြုံကြည်စရာမရှိဘူး ဆိုလိုတာကဗျာစဉ်းစားကြည့်ကဘာပေါင်းကဘာပေါင်း၈000 4000ပြီးတော့မှဒီအကြောင်းကိစ္စတွေသိရမယ်တို့နောက်ဆုံးတရားစီရင်တဲ့နေ့ကျမှဒီလူတွေရဲ့အကျိုးအပြစ်ကိုနားလည်ရမယ်သိရမယ်တို့ဘယ်မှာနေမှမသိတဲ့တရောင်းတဏျာကောင်းကင်ဘုံကတဏျာမှာဖျားဖြစ်ဖန်ဆင်းထားပြီးတော့အဲ့ဒီပုဂ္ဂိုလ်ကိုလူတွေနဲ့တရက်ဆက်သွယ်ခွင့်ပေးပဲဂျာကန်လူနဲ့ဆက်သွယ်ရမယ်လူဒီလိုဟာတွေပေါ့ဗျာဒါဒါအတွေ့အကြုံပြောတာအဲ့ဒါတည်းကဗုဒ္ဓဘာသာရဲ့အမြင်ရဆိုရင်မိစ္ဆာဒိဋ္ဌိပဲမိစ္ဆာဒိဋ္ဌိဆိုတော့စကားလုံးကျမ်းတယ်လို့ထင်မယ်အမှန်တော့မဟုတ်ဘူး ဒိဋ္ဌိကပက္ကန္တကလို့ခေါ်တယ်။အခြားတစ်ပါးအယူရှိသောပုဂ္ဂိုလ်တွေပေါ့။ဒါပဲဒါကိုမိစ္ဆာဆိုတာမာယွန်းတော်လို့ဘုရားဘာသာပြောတာပေါ့။ဒိဋ္ဌိဆိုတာအယူမြင်ပေါ့ဗျာနော်။အဲ့တော့မိစ္ဆာဒိဋ္ဌိကအဲ့ဒီလိုမျိုးဖုံးကွယ်တာဖွင့်ဟရတာရင်သူတို့မှတိပြည့်မရှိတော့ဘူး။ဒါကြောင့်ဖုံးသားမှတင့်တယ်တဲ့အရာတွေမှာနံပါတ်1မိစ္ဆာဒိဋ္ဌိပေါ့။နောက်နံပါတ်2ကမာတုကာမ။မာတုကာမဆိုတာမြတ်စွာဘုရားရှင်ကအမည်ပေးထားတာ။ဟိုအမျိုးသမီးကိုပြောတာမာတုကာမ။မာတုကာမကိုတိုက်ရိုက်ပြန်ဆိုရင်သူက မွေးမေမေနဲ့တူသောပုဂ္ဂိုလ်လို့ဒီပဲရတယ်။မြတ်စွာဘုရားရှင်ကအမတန်မှယဟန်တော်တွေကိုစိတ်ထားတတ်အောင်သင်ထားပေးတယ်။အဲ့တော့အမျိုးသမီးတယောက်ကိုတွေ့ရင်ယဟန်တစ်ပါးကဒါမတုက္ကမပေါ့။မွေးမေမေနဲ့တူသောပုဂ္ဂိုလ်ဆိုတာသူငါရဲ့အမေနဲ့သွားတာလာတာနေတာထိုင်တာအကုန်တူတဲ့ပုဂ္ဂိုလ်ဆိုရင်ဒါပြင်မာခြင်းဘာမျိုးရှိတော်ဘူးပေါ့နော်။စောင့်ရှောက်ခြင်းလေးစားခြင်းပဲရှိတော်မယ်။ဒါမြတ်စွာဘုရားရှင်ကသင်ပေးတာ။အဲ့ဒီမတုက္ကမဆိုတာဖုံးကွယ်ထားမှတင့်တယ်လေဆိုတာဒီလိုသူက မိမ့်မအင်ဂျရီရွှေပေးလို့မရဘူးဆိုတာရှိတယ်အင်ဂျရီ22ပါးရှိတယ်။ရာဘယင်ကလည်းယာစားအင်ဂျရီပေါ့ဗျာ။မျိုးသမီးဆိုရင်အိတ်ထင်ဂျရီခေါ်တာပေါ့နော်။အဲ့တော့အိတ်ထင်ဂျရီဆိုတာဒီအင်ဂျရီမျက်စိနားနာလျာကိုပါအကုန်လုံးကစဝတ်တာစားတာအစားဘာလဲဆိုရင်သူကဖုံးအုပ်ထားမှတင့်တယ်လေ။နော်အင်ဂျရီပြည့်တယ်ပေါ့နော်။မျိုးသမီးတယောက်ကလှစ်ဟထားမယ်ဆိုရင်ဒါအင်ဂျရီမပြည့်စုံဒါဖုံးကွယ်ထားမှသူကတင့်တယ်တယ်ဟုတ်ပြောတာ။ဒါမျိုးသမီးကြီးမှမဟုတ် ကလေးရွယ်လေထုံနေသူသားပဲယောက်ျားလေးနဲ့မိန်းကလေးဆိုရင်မိန်းကလေးကိုဆွဲဖုံးရတာပဲဘာပဲဖြစ်ဖြစ်လေတင့်တယ်အောင်ပေါ့နော်ဒါကဥပမာအားဖြင့်ပြောတာပါအဲ့တော့ဖုံးကွယ်ထားမှတင့်တယ်တဲ့အရာက၃ပါးရှိတယ်ခုနကပြောတဲ့မိစ္ဆာဒိဋ္ဌိမတုကာမနောက်ဗျမနတို့ရဲ့မန္တန်ဗျမနတို့ရဲ့မန္တန်ကလည်းသူကဖုံးကွယ်ထားတယ်လျှို့ဝှက်ထားတယ်ဘယ်တော့မှသူကပုံမှန်လေးနဲ့ချပြလို့မရအောင်သင်ရင်လည်းလျှို့ဝှက်ပြီးသင်ပေးရတယ်ကောင်းကင်နက္ခတ္တရာတွေကိုဂါထာစုတ်မယ်မန္တန်လုပ်မယ်ဆိုရင်လည်းပဲလူသိချင်ကြလုပ်လို့မရအောင် တိတ်တိတ်လေးချောင်းပြီးတော့အဲ့ဒီအချိန်ကိုစောင့်ပြီးတော့မန်တန်လောက်ပါအဲ့လိုစုပ်တဲ့ခါမှာလဲမန်းမုတ်တဲ့နေရာမှာလဲပဲအုံလို့ဆိုတာတော့လူသိတယ်ကြံတဲ့ဟာကို no ပဲ sorry ပဲသိခွင့်မရှိဘူးသိချင်လျှို့ဝှက်လာတင်မယ်နောက်ကဘာတွေပေါ့နော် တကယ်လို့ဖွင့်ပြလိုက်ရင်လည်းအဲ့ဒါတွေကဘာမှအတိအပြည့်မရှိဘူးဟိုတုန်းကကျွန်တော်ပြောပြမယ်ကျွန်တော်ကဒါငယ်ငယ်တုန်းကဘောလုံးကကလေးတွေဆိုဗျာဘောလုံးကံပါပေါမှာအကျိတ်တွေပါဖြစ်တယ်မလားဖြစ်ရင်ဒါမန်းနေနေပါနဲ့အဲ့ဒါအုံပါညာပေါ့နော်လှုပ်လှုပ်တယ် လုတ်တဲ့ခါကျတော့တစ်ချိန်ကျတော့ကျွန်တော်မေးအောင်တရာတရောပန်လာပါလားမသိအဲ့ဒီဒိဗေပါလဲလို့မေးဒါတက္ကရာပြောတာညမလို့ပြောရင်တော့ကြီးရင်တောင်လောင်ကြီးမကြီးရင်ခုပြောက်တဲ့ဒါပဲဒိဗေကနော်အဲ့တော့ဒီအကျိတ်ကတောင်လောင်ကြီးကြီးစရာမရှိဘူးအဲ့လူကမှတည်တည်လေးရှိတာမရှိရင်ပြောက်ရမယ်ပေါ့အဲ့တော့ဖွင့်ဟလိုက်ရင်ဒါရဲစရာပဲဘာမှမဟုတ်ဘူးဒါကြောင့်ဇမနာတို့ရဲ့မန္တန်ကလည်းထုံနေတူသွားပဲဖုံးအုပ်ထာမှာတင့်တယ် လှစ်ဟမှာတင့်တယ်တယ်ဆိုတာဖွင့်ဟမှာတင့်တယ်တဲ့အရာ၃ခုရှိတယ်ဒါသဘာဝအရာကိုစစ်စစ်ပြအဲ့တော့ဗာလဲလို့ဆိုတော့နံပါတ်၁နေလဓမ္မဝိနည်းဗုဒ္ဓရဲ့ဓမ္မဝိနည်းအဲ့ဒီ၃ခုကဖွင့်လင်တာမှဖုံးကွယ်ရင်မတင့်တယ်တော့အဲ့တော့နေတို့လာတို့ဆိုတော့သိပါတယ်။နော်စီစီနေမြူတိန်သူရိမိကိုအပြစ်၅မျိုးကကင်းစင်နေရမယ်။ဒါနဲ့သွားဖုံးနေမတင့်တယ်ဘူး။ဂါရာတွေရှိတယ်လေဒီဝဒဝရတ္တိမာပါတီအဲ့ဒါတွေကကင်းစင်အောင်လုပ်ထားရတာနော်။ နောက်တစ်ခုကဓမ္မနဲ့ဝိနည်းဗုဒ္ဓရဲ့ဓမ္မနဲ့ဝိနည်းလည်းဖွင့်ဟတာဟာလေဓမ္မယန္တနာပေါ်ထွန်းတဲ့အခန်းကိုကြည့်နော်ဗုဒ္ဓလောကေသမုပ္ပန်နော်ဟိတာယသဗ္ဗပန္နိယံဓမ္မလောကေကျရင်သမုပ္ပန်နော်ဒုက္ခယသဗ္ဗပန္နိယံကသိန်းသောတတ္တဝါတို့ရဲ့ချမ်းသာဒုက္ခရရှိဖို့အတွက်ဒီဓမ္မနဲ့ဝိရိယပေါ်ထွန်းနေဆိုတော့ပွင့်ထွန်းနေဆိုတာပေါ်ထုတ်ထားတာဒါကိုသုံးဆွဲဖို့မြင်ဖို့ရှုမြင်လိုက်လံကျင့်သုံးဖို့ပေါ်ထုတ်မှသူကတင့်တယ်ဖုံးထားစရာတခုမှမရှိဘူးဗုဒ္ဓရဲ့ဓမ္မနဲ့ဝိနည်းနော် အဲ့တော့ဖော်ထုတ်ထားတဲ့အခါကျတော့ဟိုဓမ္မနဲ့ဝိနည်းဟာတင့်တယ်တဲ့သုတ်တန်ဝိနည်းအဘိဓမ္မာဟုတ်တယ်နော်အဲ့တော့သုတ်တန်ဒီနီလံဝိနည်းဒီစိကံအဘိဓမ္မာဒီသဘောတရားသုတ်တန်ဒီသမာဓိဝိနည်းဒီသီလအဘိဓမ္မာဒီပညာအဲ့တော့ဒီတရားတွေအလုံးဟာဖွင့်ဟထားမှသာလေတင့်တယ်တဲ့ပေါ့နော်ဒါနေလဓမ္မဝိနည်းဒါကသဘာဝကိုစိစိကံလေးကိုပြောပြတာပါအဲ့တော့ဖုံးတာနဲ့ဖုံးကွဲတာနဲ့နော်အဲ့တော့ကောင်းပြီဒါဖြင့် ဒီနေ့အစဉ်လေးကတရား၄ပါးလို့ပြောတာပထမဦးဆုံးကသူကဗုဒ္ဓဝိတ္တယဒုတိယကဇာနဝိတ္တယနံပါတ်၃ကအဲကမ္မဝိပါကနံပါတ်၄ကလောကစိတ်တာနော်ဒီကနေ့ဒီဘက်ကတော့ပထမဟာတစ်ခုပြောမယ်ပေါ့နော်ဗုဒ္ဓဝိတ္တယဆိုတာကိုပြောမယ်အဲ့တော့ဗုဒ္ဓဝိတ္တယကိုပြောမယ်ဆိုတာမြတ်စွာဘုရားရှင်ကအဲ့ဒီအစဉ်လေးကတရား၄ပါးကအားတဲ့တမန်ဉာဏ်မျိုးနဲ့စဉ်းစားဆင်ခြင်ရှင်ခြင်ရုံများဖြင့်အမှန်တရားကိုမသိနိုင်ဘူးတဲ့စိတ်တွေပင်ပန်းသွားလိမ့်မယ်စိတ်တွေခေါင်းချောက်ချဖြစ်သွားမယ်ပေါ့နော် ဲ့တော့နံပါတ်1ဗုဒ္ဓဝိသေယဗုဒ္ဓနဲ့ဆိုင်သောအရာအဲ့တော့ဗုဒ္ဓနဲ့ဆိုင်သောအရာကိုပြောမယ်ဆိုရင်ဗုဒ္ဓဝင်နဲ့ပတ်သက်ပြီးတော့ဒီမှာလည်းကျွန်တော်တို့တော်တော်ပြောခဲ့ပြီးပါပြီနှစ်ပေါင်းများစွာနော်ပြောခဲ့ပြီးပြီအဲ့တော့ကျွန်တော်လူရင်းတူရှင်းလေးကိုပဲဒီနေရာမှာသတ်မှတ်တဲ့အချိန်ဒီမှာပြောမယ်အဲ့ဒါဘာလဲလို့ဆိုတော့ဗုဒ္ဓဆိုတာဘယ်လိုဖြစ်လာတာလဲနော်ဗုဒ္ဓဆိုတာဘယ်လိုဖြစ်လာတာလဲဗုဒ္ဓဆိုတာဘာကိုခေါ်တာလဲဆိုရင်ဒါပြောရင်ဗုဒ္ဓဝိသေယနဲ့ပတ်သက်ရင်ပြီးသွားမယ်အဲ့တော့ဗုဒ္ဓဆိုတာကျွန်တော်တို့ လူတွေအားလုံးစုပေါင်းပြီးတော့ဆန္ဒခံယူပွဲလုပ်ပြီးတော့ဗုဒ္ဓဖြစ်နေရလာတာမဟုတ်ဘူးမိရိုးဖလာဘိုးစင်ပေါင်ဆက်ကနေလက်ဆင့်ကမ်းပြီးရလာတဲ့အမွေလည်းမဟုတ်ဘူးအဖေကဖရားမလို့တားကလည်းဖရားပေါ့ဗျာအဲ့လိုမျိုးမဟုတ်ဘူးဟိုကောင်းကင်တနေရာမှာလှတင်းတော်တယ်လို့ထားပြီးတော့မိုးကြွှေကိုလို့ပေါ်ပေါက်လာတဲ့ဖရားလည်းမဟုတ်ဘူးဗုဒ္ဓမဟုတ်ဘူးဒါဖြင့်ဗုဒ္ဓဘလို့ဖြစ်လာတယ်လဲဆိုတော့အချင်းချင်းပြောရင်စကားတခွန်းပဲရှိတယ်အဲ့တော့စစ်မှန်တဲ့ဓမ္မကိုလမ်းမှန်တဲ့ကျင့်စဉ်နဲ့ယူလိုက်တာဒါပဲ ျွန်တော်တစ်ခေါက်ပြန်ပြောမယ်ဘုရားဘာလို့ဖြစ်လာတယ်လို့ဆိုရင်စစ်မှန်တဲ့ဓမ္မကိုလမ်းမှန်နဲ့ကျင့်စဉ်နဲ့ယူလိုက်တာအဲ့ဒါနဲ့ဘုရားဖြစ်လာကောင်းပြီဒါဖြစ်ရင်ကျွန်တော်အလုံးကောက်ပြန်ကောက်မယ်နော်ညီမချင်းထိုးပြီးတော့တော်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 ပေါ့စစ်မှန်တဲ့ဓမ္မဟာပါလေအဲ့ဒါ is equal to သဗ္ဗညုတဉာဏ်ပဲသဗ္ဗညုတဉာဏ်ဒီစစ်မှန်သောဓမ္မပဲအဲ့ဒါနဲ့ယူလိုက်တာပဲဘုရားဖြစ်ရှင်သာရိပုတ္တရာကြီးကအရန်တော်တယ်ဣတရေရတယ်ပညာရဒါပေမဲ့သဗ္ဗညုတဉာဏ်မရချအောင်မရတော့ဘုရားခေါ်လို့မရမဖြစ်ဘူးရှင်းရှင်းလေးပေါ့နော် သူ့ထက်တော်တာရှိသေးတယ်ပြည်စီကဗုဒ္ဓတွေအရန်တော်တယ်သစ္စာလေးပါးကိုဆရာမကူဝဲနဲ့သိတယ်ဒါပေမဲ့ခုနပြောတဲ့သဗ္ဗညုတဉာဏ်မရဘူးမရတဲ့အတွက်ဗုဒ္ဓဖြစ်ကိုမရဘူးဒါန္တာစစ်မှန်တဲ့ဓမ္မကိုပြောတာကောင်းပြီဒါဖြစ်ရင်အဲ့ဒီစစ်မှန်တဲ့ဓမ္မကိုလမ်းမှန်တဲ့ကျင့်စဉ်တရားနဲ့ရမယ်ဆိုအဲ့ဒါဟာပါလေလမ်းမှန်တဲ့ကျင့်စဉ်တရားပါရမီ7ပါအပြား30ဆုံးခြင်းကြီး၅ပါးဘာဝနာကြီး၄ပါးအဲ့ဒါပဲเนาะဒါကလမ်းမှန်တဲ့ကျင့်စဉ်တရားအဲ့ဒါနဲ့အခြေခံပြီးတော့ အချိန်ကာလတစ်ခုကိုဆောင်ရွက်ပြီးတဲ့အခါမှာပစ္စည်းမှဘဝိကရောက်ရင်နောက်ထပ်ထပ်လာတယ်စစ်မှန်တဲ့ခြင်းစဉ်အဲ့ဒါပါလေ body back ရ39ပါတတိပဒံ၄ပါသမပဒံ၄ပါအဋ္ဌိပဒ၄ပါဘူ၅ပါဘူစဉ်9ပါမက်ကင်10ပါပေါင်းရင်39ပါအဲ့ဒါ body ညံရဖို့အတွက် ပက္ခိယဆိုတာအသင်းပင်ပေါ့ body back ရတယ်နော်ညံအသင်းပင်နေပေါ့အင်္ဂါတွေပေါ့အဲ့ဒါကစစ်မှန်တဲ့ဓမ္မကိုရဖို့အတွက်လက်မှန်တဲ့ခြင်းစဉ်တွေဟာဒီထက်မှပါတယ်အဲ့ဒီအပြာကိုရပြီးတော့မှသဗ္ဗညံကိုရတယ်ဗုဒ္ဓဖြစ်ကိုရတယ် ။ကောင်းပြီဒါပြင်ရင်သဗ္ဗညုတဉာဏ်ဆိုတာဘာလဲ။သဗ္ဗအလုံးစုံကိုညုတာသိတယ်။အလုံးစုံသောတရားကိုသိတယ်လို့ပြောတယ်။ဒါပေမဲ့အလုံးစုံသောတရားကိုထပ်ပြီးတော့အာဘောမိအောင်ချုပ်ထားတာကညေယဓမ္မလို့ပြောတယ်။ညေယတဲ့တရား၅ပါးဆိုကြပါဦးမယ်နော်။ညေယဆိုတာသိရသောဓမ္မဆိုတာတရားပေါ့။သိရသောတရားတွေပေါ့။အလုံးစုံသူပေမဲ့မရှိတဲ့ဟာတွေချောက်ပြီးတော့သိကြမျိုးတွေမဟုတ်ဘူး။ဆိုလိုတာကဗျာယုံကြိုလုံလိတ်မွေးပဇွန်သွေးအဲ့ဒါဘာလဲဆိုမေးရင် ရှိမှမရှိပဲဒါတွေကိုသိကြရမလို့ဘူးတပ်ပညာညာအချိန်ကာလကဘယ်အချိန်ကနေအချိန်ကာလဆိုတဲ့သဘောတရားကဘယ်ကာလကနေစပေါ်လဲလို့ပြောရင်ဒါလည်းအစမရှိနော်အချိန်ကာလတစ်ခုကဘယ်ကစခေါ်လဲဘယ်အချိန်မှာဆုံးမယ်ဆိုတာမရှိအဲ့ဒါလို့အသေးပြမရှိတဲ့မရှိတဲ့ဟာတွေကိုတော့သိကြရကြောင်းမရှိဘူးဒါကြောင့်ညေရဓမ္မကိုထပ်တဲ့တပ်ပဆိုရင်အလုံးစုံဖြစ်နေတော့နော်ညေရဆိုတာသိအပ်တော်လို့ပြောတယ်သိရတဲ့တရားတွေကဘာလဲဆိုငါးပါးပဲရှိသင်္ခါရဝိကာရလက္ခဏာနိဗ္ဗာန်ပြည့်ညက်အဲညရံတရား၅ပါးပေါ့နော် ဲ့တော့သင်္ခါရဆိုတာဘာလဲထပ်မေးရင်သင်္ခါရဆိုတာဒီခတ်သိမ်းသောယုံနံဓမ္မတို့ရဲ့ပြုပြင်ခြင်းစီရင်ခြင်းဖြစ်ခြင်းပြည့်ခြင်းမှန်သမျှအားလုံးကသင်္ခါရခေါ်ပြုပြင်စီရင်မှုပေါ့သဗ္ဗေသင်္ခါရအနိစ္စလို့ပြောတာဝိကာရဆိုတာအဲ့လိုဖြစ်ပျက်တဲ့မှာမှာအမူယာဓုတွေရှိသေးတယ်အဲ့ဒါတွေကိုလည်းသိတယ်နော်အမူယာဓုရိုးရိုးတာမန်နော်မန်မဟုတ်တဲ့ဟာတွေပေါ့နော်သင်္ခါရဝိကာရနောက်လက္ခဏာလက္ခဏာဆိုတာအမှတ်သားခတ်သိမ်းသောယုံနံဓမ္မတွေအားလုံးရဲ့အမှတ်အသားတွေရှိတယ်သူတို့မှအမှတ်အသားရှိရှိမှလည်းပဲတစ်ခုနဲ့တစ်ခုခွဲပြောလို့ရတယ် မွေတွေရှိတယ်ဗျာအမတ်သားကိုကြည့်ပြီးဒါကမွေဟောက်ဒါကမွေဘွေးသူအမတ်သားလက္ခဏာကိုကြည့်ရနော်ဒါကရေမွေပေါ့ဗျာထိုနည်းတူစွာပဲသဘာဝပြည့်ညတ်ထားတဲ့နေရာမှာရုပ်တွေနဲ့တရားတွေအများကြီးရှိတယ်အဲသူသူကလည်းသူလက္ခဏာတွေရှိတယ်ဥပမာပေါ့မှာဟိုကပေါ့ပူချင်းအေးချင်းသဘောပေါ့နော်အဲ့ဒါလက္ခဏာအဲ့ဒီပူချင်းသောအေးချင်းသဘောရှိတဲ့သဘာဝရှိတဲ့တရားကိုတေသောလို့ပြောတယ်အဲအဲ့ဒါလက္ခဏာဝန္တမသီလကသီလပေါ့နော် အဲ့ဒီသီလကိုထင်းထင်းရှားရှားတာကိုသီလဝန္တပုဂ္ဂိုလ်လို့ခေါ်တာပေါ့လက္ခဏာနဲ့လက္ခဏာဝန္တဒီလိုတွဲတွဲပြီးတော့ပေါ့နော်အဲ့ဒါပါလဲဆိုရင်လက္ခဏာသင်္ခါရဝိကာရလက္ခဏာအမှတ်သားပြီးတော့အဲ့ဒီတရားတွေအားလုံးရဲ့စန့်ကျင်ဘက်တစ်ခုရှိရဲအဲ့ဒါနိဗ္ဗာန်ပဲနော်သင်္ခါရဝိကာရလက္ခဏာအားလုံးကပါလဲဆိုရင်ကဘာအနန္တတတ္တဝအနန္တယုံနံအနန္တစัจ java လာအနန္တဒီထဲအကုန်ပါပါတယ်အဲ့ဒီရဲ့လောကလို့ခေါ်တာပေါ့အဲ့ဒီလောကကနေလွတ်မြောက်တဲ့သဘောတရားတစ်ခုရှိအဲ့ဒါလောကုတ္တရာမှာနိဗ္ဗာန်ပဲအဲ့ဒီနိဗ္ဗာန်ကိုလည်းသိတယ် နော်ခုနညေရဓမ္မဓမ္မသင်္ခါရဝိကာရလက္ခဏာနိဗ္ဗာန်နောက်ပြည့်ညက်ဆိုတာရှိတယ်ပြည့်ညက်ဆိုတာကဟိုအထူးထူးပြားပြားအပြည့်အမိနာမလေးပေးထားတာပေါ့ဥပမာနိဗ္ဗာန်ဆိုတာမှန်တကယ်တော့ပြည့်ညက်ပေါ့ငြိမ်းအေးခြင်းသဘောတန်တိဒုက္ခအာသာနေပရမတ်ပေါ့ဝေဒနာဆိုတာပြည့်ညက်ပေါ့နာမပြည့်ညက်ခေါ်တာပေါ့ခံစားမှုသဘောတသက်ကသာပရမတ်ပေါ့အဲဒီလိုပေါ့ဖတ်တာဆိုတာဖတ်တာဆိုတဲ့အမိကနာမပြည့်ညက် အာယုံနဲ့တွေ့ထိခြင်းသဘောလက္ခဏာကသာလေပရမတ်ပေါ့အဲ့ဒါလိုသွားတာပေါ့ဗျာအဲ့ဒီအရာနဲ့ပတ်သက်ပြီးတော့သင်္ခါရတရားတွေအားလုံးကိုပြည့်ညတ်တင်ပြီးတော့လုံနိုင်တာလေညေရဓမ္မဓမ္မပါတိရသောတရားတယ်အဲ့တော့သင်္ခါရဝိကာရလက္ခဏာနိဗ္ဗာန်ပြည့်ညတ်ဒီအားလုံးပါတယ်ပါတဲ့အခါမှာအဲ့ဒီအားလုံးကိုသိသွားတဲ့ဟာဒီသဗ္ဗိတဉာဏ်ရဲ့စွမ်းရည်ပဲသဗ္ဗိတဉာဏ်မှာစွမ်းရည်၃ပါးရှိတယ်အဲ့ဒီမှာအကုန်ပါသွားတယ်ပရမတ်တိတိယတရားမှန်တဲ့မြတ်ကိုအကုန်သိတယ်သဗ္ဗိတဉာဏ်ခုနသဗ္ဗအလုံးစုံကိုညွတ်တာသိကြတယ် ိတဲ့ခါမှာလည်းပဲပြဉ္ညာဝေါဟာရကိုတင်ပြီးတော့သိနိုင်တယ်ဒုတိယသိပြီးတော့တွဲပြီးသိသွားပြီသူကြီးသိတာမဟုတ်ဘူးဝိညာဉ်ရတွေကိုဘယ်လိုခေါ်ရမှာပေါ့နော်သူတို့ ਨੇ ထိုက်တန်တဲ့တရားတွေပေါ့ဥယျာဉ်မူကြီးတယောက်လိုပေါ့ဥယျာဉ်မူကြီးတယောက်ကသူကျမပန်းနေအများကြီးရှိတယ်မကြဘဲကိုဘယ်လိုပြည့်စုံရမလဲမျက်လေးကိုဘယ်လိုယူရမလဲခတ်တာကိုဘယ်လိုဂရုစိုက်ရမလဲသူနီးနေသူရှိတယ်ပန်းတစ်မျိုးနဲ့တစ်မျိုးမတူဒီတိုင်းပဲဝိညာဉ်ရတွေမှာလည်းပဲသူစိုက်နေသူဝါသနာနဲ့ဟလာသူအာတရနဲ့ရှိတယ်အဲ့ဒါကို တပ္ပိဋ္ဌဉဏ်ပုဂ္ဂိုလ်မှသာလည်းဒါကိုသိရတယ်။ဒါသူနဲ့ထိုက်တန်တဲ့တရားကိုပြေးနိုင်တယ်။အဲ့ဒါတပ္ပိဋ္ဌဉဏ်ရဲ့စွမ်းရည်ပေါ့နော်။အဲ့တော့အဲ့ဒီစွမ်းရည်လည်းရှိတယ်မြတ်စွာဘုရားရှင်မှာ။အဲ့တော့ဘုရားဖြစ်တဲ့ဆိုတာခုနကပြောသလိုပဲစိမံနဲ့ဓမ္မဖြစ်တဲ့တပ္ပိဋ္ဌဉဏ်တနည်းပြောရင်ညေရဓမ္မပေါ့။သင်္ကာရဝိကာရလက္ခဏာနိဗ္ဗာန်ပြည့်ညက်တွေကိုလမ်းမှန်နဲ့ကျင့်စဉ်တရားဖြစ်တဲ့ပါရမီ7ပါ၊အပြာ30ဆွန်ကြီး5ပါ၊ဘာဝနာကြီး4ပါ။ပြီးရင်ခုနပြောတဲ့ဗောဓိဘက်ခရ39ပါးနဲ့ဒါကိုရယူလိုက်တာပေါ့နော်။အဲ့ဒါကဘုရားရဲ့ဝိဇ္ဇာ ဒါကအကျဉ်းချုပ်လေးကိုပြောတာနော်ဗုဒ္ဓမြတ်စွာရဲ့မှာသိရတဲ့ဓမ္မတာ30တို့ဘာတို့ပေါ့နော်ထူကြတဲ့ဟာတွေအများကြီးရှိသေးတယ်အဲ့ဒါကိုကျွန်တော်တို့ကဉာဏ်မမီတဲ့ခါမှာကျွန်တော်တို့ဟိုစင်ကျင်တွေးတောပြီးတော့ညှင်းခုန်နေပြီးတော့ပေါ့နော်အထူးသိခြင်းကမစွမ်းနိုင်ဘူးတဲ့စွမ်းကျင်ရင်တော့သိအောင်ကြိုးစားရမယ်ပေါ့နော်ဘာကြောက်လဲလို့ဆိုတော့ ရိုးရိုးပညာကရိုးရိုးကိစ္စပဲသိတယ်လေကျွန်တော်တို့လောကဥပမာလည်းကြည့်လေဒီကျွန်တော်တို့ဝိဇ္ဇာသိပ္ပံပညာသူ့အနေနဲ့သူပေါ့ဟိုဘက် technical ဘိုင်းဆိုင်ရာလည်း BE တို့ဘာတို့ ME တို့ကသူ့အနေနဲ့သူပေါ့ဒေါက်တာလည်းသူ့အနေနဲ့သူပေါ့ဒီမှာလည်းသောတာပတ္တိမြတ်ကသူသိနိုင်တဲ့အရာပဲသူသိတယ်တဂရဂံမြတ်ကသူသိနိုင်တဲ့အရာပဲသူသိတယ်ယဟန္တာသူသိတယ်လို့သူသူမျက်ဆိုင်တဲ့ဟာသိတယ်ပေါ့အဲ့တော့ပုထုဇဉ်တရားပုထုဇဉ်နေအနေနဲ့ခုနကဗုဒ္ဓဝိသေယဆိုတဲ့ဗုဒ္ဓနဲ့ဆိုင်တဲ့အရာကိုသင်ကြားခြင်းတွေကလေ့လာမယ် ဆရာကောင်းနဲ့မိဘမယ်ဆိုရင်ထိုက်တန်တဲ့လောက်တော့သိမယ်အကုန်လုံးစင်သိဖို့မရှိဘူးအဲ့တော့ WD ညံနဲ့တရားဟောတဲ့အခါမှာလည်းပဲခုနဝိနေယကိုသိကြခါဝိနေယလိုက်ဟောတယ်ဆိုတာလည်းပဲကျွန်တော်ပေးခြင်းတဲ့ message ကမဆက်ပြရချင်းတရားဟောတာဒီ WD ညံစွန့်ယူပြတာမဟုတ်ဘူးတကယ်တမ်းစွန့်ယူပြရင်ရှင်သာတိပုသေရာလည်းနားမလဲဘူးဖယားဖယားချင်းပဲနားလဲမယ်ဒါတန်းတူရည်တူပေါ့နော်ဒါကြောင့်သူက WD ညံကိုအကုန်ထုတ်သုံးတာမဟုတ်ပဲနဲ့ဆိုင်ရဆိုင်ရပေါ့နော်သူဟိုတရားကိုထိုက်တန်တဲ့တရားကိုဟောတာပေါ့ အဲ့ဒါကိုမသိပဲနဲ့ဟိုမှာကြတော့ဒီလိုဟောတယ်ဒီမှာကြတော့ဒီလိုဟောတယ်ဒီတာမန်ညာနေနဲ့ లైవ్ မှာရှုပ်နေတာအဲ့ဒါပဲเนาะတကယ်တမ်းနားမလဲတဲ့ခါကြတော့เนาะအဲ့တော့ဓာတ်ရိုက်ဟောတာရှိတယ်ဆောင်းဟောတာရှိတယ်အချို့ကိုဂါထာနှစ်ပုဒ်သုံးပုဒ်နဲ့ဟောတာရှိတယ်ပရိယဆောင်းဟောတာတွေရှိတယ်ပေါ့အဲ့ဒီနည်းတွေကိုသိအောင်စ조사အထုတ်ပြီးတော့စနစ်တကျသင်ယူမှသိပါတယ်ဒါတော့မှမိမိသင်ထားတဲ့အတိုင်းအတာတွေတခုနဲ့မိမိဉာဏ်က absorb လုပ်နိုင်တဲ့လောက်လေးပဲသိတယ်ဟိုဘုရားရှင်ကိုလမ်းပြီးတော့ဟိုဒန်းတူအနေနဲ့ဝေဖန်မှုက တော်တော်ခဲရင်ပါတယ်เนาะအဲ့တော့ဝေဖန်နိုင်ခြင်းအဆင့်တူတဲ့အထိကိုစူးစမ်းရပါတယ်လို့เนาะဒါလေးပြောကြလို့ပါတယ် ကြပါစေအခုဆရာပြောပြလို့လဲပေါ့เนาะသမီးတို့ဒီဘုရားဖျားရှင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကြကြတနာလေးလည်းသိခွင့်ရပြီးတော့ပေါ့เนาะအသိဉာဏ်ပညာကြီးလည်းရရှိခဲ့ပါတယ်။ဟောထပ်ပြီးတော့သိချင်တာကကြတော့ဆရာအခုသမီးတို့ဘုရားဘာသာတွေမဟုတ်တဲ့ပေါ့เนาะတခြားဘာသာကိုကိုွယ်တဲ့သူတွေအနေနဲ့ဆိုရင်ရောဒီဘုရားဖျားရှင်မှာပေါ့เนาะတပညူတဉဏ်ဘယ်လောက်ရှိတယ်ဆိုတာမျိုးနဲ့ပတ်သက်ပြီးတော့ဒီတာရကလေးနဲ့ပေါ့เนาะဆရာထပ်ပြီးတော့ရှင်းပြပေးစီ အဘိဓိဋ္ဌဉာဏ်ရှိကြအောင်တော့ဗုဒ္ဓဘာသာတွေကတော့ယုံမှန်တန်တရားမရှိဘူးပေါ့ဗျာ။ဘာသာကြားတွေအနေနဲ့ကတော့သူတို့သိအောင်ပြောမယ်ဆိုရင်တော့ဉာဏ်ကိုသိအောင်လုပ်ဖြစ်ရင်ဉာဏ်လဲရာကိုထောက်ခါတာပေါ့ဗျာ။သူတို့ဒါအပူချိန်နဲ့မိခိုးလို့ပေါ့။မိခိုးကိုတွေ့တယ်ဆိုရင်အောက်မှာအပူနဲ့မိဆိုတာရှိရမယ်ပေါ့။ဒါအကျိုးကိုထောက်ပြီးတော့သိတာပေါ့။ဒီမှာလည်းပဲကျွန်တော်တို့ဟိုပကံခက်ရှိမယ်နော်။ပကံဖရားတွေရဲ့ဘိသုကလက်ရာတွေရှိမယ်။လက်ရာကိုရှိရင်အဲ့ဒီခက်ကဘိသုကပညာရှင်တွေရဲ့ဉာဏ်ကိုခံမှန်းလို့ရ။အီဂျစ်မှာပိရမစ်တွေဆောက်ထားတာတွေရှိတယ်။အဲ့ဒီခက်က ပုဂ္ဂိုလ်တွေရဲ့ဉာဏ်ရည်ဉာဏ်သေးကိုထောက်ဆလို့ရတယ်ဒီမှာလည်းပဲတပ်ပိဋကဉာဏ်ဆိုတာဓာတ်ပုံရိုက်ပြလို့ရတဲ့ကိစ္စမဟုတ်ဘူးရုပ်ဝတ္ထုမရှိတော့အဲ့တော့ဉာဏ်လက်ရာကိုကြည့်ရမယ်ဉာဏ်လက်ရာဒီမှာဓမ္မခန္ဓာပေါင်း6000လေးတောင်ခေါ်တဲ့ထဲမှာဉာဏ်လက်ရာတစ်ချက်ပဲပြလို့ရတယ်ပြလို့ရတယ်ဆိုတာမဟုတ်ဘူးဒီဘာသာကြားတွေကိုဒါလေးပြလိုက်ရင်ပြီးသွားတယ်လို့ပြောတာပါနော်အဲ့ဒါဘာလဲဆိုတော့ပဋ္ဌာန်းကျမ်းကိုပြလိုက်ပြီးသွားပြီနော်ပဋ္ဌာန်းဒေသနာတော့အနန္တနေယသမန္တပဋ္ဌာန်းကျမ်းပြီးဒီမှာခုနှစ်ကျမ်းထဲမှာမှာနောက်ဆုံးကျမ်းပဲတစ်ခုပဲရှိသေးတယ်အဲ့ဒါဘုသဗ္ဗိဋ္ဌဉာဏ်ရဲ့ဉာဏ်လက်ရာတစ်ချက်ပေါ့ အဲ့ဒီဟာလေးကိုပြလိုက်ရင်ဟိုတုန်းကဟိန္ဒူတွေရှိကြဗျာကျမတို့ကျွန်တော်ဆွေးနွေးဘူးတယ်မေကွန်ရှိလို့တံပရိဇန်တို့တန်တီဇနာတို့အဲ့ဒါတွေကဟိန္ဒူကျမ်းတွေမှာလည်းပါတဲ့အတွက်ဘုရားရဲ့ပြီးဒီမှာဟိန္ဒူကျမ်းတွေကခိုးချတာလားလို့ပါလို့လေအဲ့ဒီဟိန္ဒူတွေလည်းအဲ့ဒီမှာအကြက်ရိုက်ပြီးလမ်းသွားလိမ့်မယ်အဲ့ဒီပဋ္ဌာန်းကျမ်းကိုပြလိုက်အဲ့ဒီပဋ္ဌာန်းဒေသနာတော်ကိုလေ့လာကြည့်ဘယ်ဖျားနော်ဘာသာကြားတွေပြောတာပါဘယ်နိုင်ငံဘယ်လူမျိုးဘယ်ကဘာဘယ်ဖျားရှင်မှမဟောနိုင်တဲ့တရားတော်ဘုရားမြတ်စွာဘုရားရှင်ဟောတာလေရှေးဆက်စကားနောက်နောက် ်မြတ်စွာဘုရားရှင်တွေဟောတယ်အဲ့တော့အဲ့ဒါဒီပဋ္ဌာန်းကျမ်းဒီတပည့်ပြညံရဲ့လက်ရာတစ်ချက်ပဲအခုမြန်မာပြည်မှာဘုန်းကြီးတွေရွတ်နေတာ၅အုပ်ရှိတယ်ပဋ္ဌာန်းကျမ်းဤပေါင်းအထောင်သောင်းတွေကိုအကုန်လုံးစုပြီးတော့ပေဒါရထိုးပြီးတော့အကျဉ်းချုပ်ထားတာအဲ့၅ကျမ်းတကယ်စနစ်တကျဆွဲထုတ်မယ်ဆိုရင်တဟုတ်တဟုတ်ကိုပဋ္ဌာန်းကျမ်းပေါင်းစနစ်တကျထုတ်မယ်ဆိုရင်ဘယ်လောက်ရှိမလဲဆိုတော့3,932ကျမ်းရှိတယ်3,932ကျမ်းရှိတယ်အဲ့တော့အဲ့လောက်ထိစနစ်တကျဟောထားတဲ့ကျမ်းတွေပေါ့နော်ပြည်လဲရထုတ်ထားတယ် စာအုပ်အနေနဲ့ရရင်ကဘာပေါ်မှာရှိတဲ့စက်ကူတွေမလုံလောက်ဘူးဒါဒါဟိုတော့မစိုးရင်ကြတော့ဗျာကြီးမေ့ဘူးတဲ့မင်းတို့ရိုက်ရှင်ဒါပေလာရထိုးထားတာမြုပ်ထားတဲ့ဟာတွေအများကြီးပေါ့နော်အဲ့တော့ပဋ္ဌာန်းကျမ်းဒီသဗ္ဗိဒ္ဓဉာဏ်ရဲ့ကျက်စားရဖြစ်တာဟုတ်ပဋ္ဌာန်းကျမ်းကိုဆင်ကျင်တော့မှခန္ဓာကိုယ်ကပါဗျာရောင်ကြီးတော်တွေနေမှလွတ်တာလေနော်ကျန်တဲ့ရှေ့ကျမ်းတွေမှာတော့ဉာဏ်တော်ကြီးကကြီးနေတယ်ဒီကကျက်စားမယ့်အာယုံကဟိုဒီလောက်မရှိဘူးပေါ့နော်သိတာပေါ့အဲ့တော့အဲ့ဒီဟာကိုပြလိုက်ရင်သဗ္ဗိဒ္ဓဉာဏ်ရဲ့လက်ရတစ်ချက်ဖြစ်တယ်ဘယ်နိုင်ငံဘယ်လူမျိုး အဲ့ဒါဘယ်ပုဂ္ဂိုလ်ဘယ်ပြင်ဘယ်ဖရားမှာဟောကြားနိုင်ခြင်းမရှိဘူးပေါ့နော်အဲ့ဒါသဗ္ဗိမညာရဲ့လက်ရတစ်ချက်ပါပဲသူတို့ဒါလေးထိုးပြီးတော့လေ့လာခံကြည့်လိုက်ရင်အဖြေပေါ်ပါလိမ့်မယ်နော်ကြည့်ပါဆရာဟုတ်ကဲ့ပါဆရာအာဒီနေ့သမတို့အသိလိမ္မာညာပညာအစီအစဉ်မှာပေါ့နော်အခုလိုမျိုးပါဝင်ပြီးတော့ဆွေးနွေးပေးရတဲ့အတွက်လည်းဆရာအထူးပဲကျေးဇူးတင်ရှိပါတယ်ဟုတ်ကဲ့ကျွန်တော်လည်းအထူးကျေးဇူးတင်ပါတယ် ရိသက်များရှင်ဒီနေ့တင်ဆက်ပေးခဲ့တဲ့အသိလိမ္မာဉာဏ်ပညာအစီအစဉ်မှာဆိုရင်တော့ဆရာဦးစန်းလင်းဆယ်မြောင်းကနေပြီးတော့ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးတော့အသိလိမ္မာဉာဏ်ပညာတွေတိုးပွားစေဖို့အတွက်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။နောက်ထပ်တင်ဆက်ပေးမယ့်အစီအစဉ်ကိုလည်းစောင့်မျှော်ကြည့်ရှုဖို့ဖိတ်ခေါ်ရင်းနဲ့ဒီအစီအစဉ်ကနေနှုတ်ဆက်လိုက်ပါတယ်ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။